နေဘူးတဲ့ဆိုမပန်းဝေတခြင်းကိုရှင်းပြမယ်နော်ဘာလို့နေဘူးတဲ့ဆိုမပန်းဝေတခြင်းကိုဒါတနိုင်ငံလုံးမေးတယ်ကျွန်တော်ရဲ့အဲတခြင်းအောက်မှာလေအဲနေဘူးတဲ့ဆိုမပန်းကိုဆေးထိုးကြတယ်တချို့ကအိန္ဒါတဲကဆောင်းမှာမပန်းဝေယထာဆဲဆောင်းမှာမပန်းဝေကားဘောဆောင်းမှာတချို့သိရင်ဟိုတယ်တွေကဂရေမောဆောင်းမှာမပန်းကျွန်တော်မပန်းဝေလေးလေးလေး တစားဒီကိုကျိုးပဲလို့ရားတရားကိုမရှိဘူးမန့်နေတယ်မှာဒါမှမဟုတ်ကျွန်တော်ကျေးဇူးတင်တယ်ဆောင်ပါလေနေဘူးရဲ့ငါမေဆောင်ပါလေပေဒီမှာလဲကျွန်တော်တို့အမန်းရှင်းနေခေါ်ကြတယ်ကြောကိုကိုနိုင်ခမဒီမပါကြီးကြောင့်ကျွန်တော်တို့နေဘူးတွေပူတာနေဘူးတွေစောင့်နေရတယ်တခါလေကားပေါ်သွားတာလို့လက်ဖက်တိုင်းထိုင်တာတော့ပေါ့ရက်ွက်ထဲသွားတာတော့ခကြီးသွားတာပေါ့ဖြော်ပြေးထွက်တဲ့ခါကြလို့ချင်းကားပေါ်မှာဆိုရင်လဲဟာ အဲကျမတို့နေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးဘယ်သွားမလို့တော့အော်အော်ဟိုဟိုခကြီးထွက်မလို့အဲအဲ့လိုလောက်ရတာပေါ့နော်ဟိုတချင်းနာမည်လေးတွေနဲ့ logo လေးတွေနဲ့ byte name လေးတွေပေါ့နာမည်ကိုကြောက်ကုတ်ကိုနိုင်ကိုမေ့ပြီးတော့နေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးနေဘူးတဲ့ဆောင်းခိုင်းတဲ့လူကြီးဆိုပြီးတော့အဲ့လိုပြောတာပီတိဖြစ်တာပေါ့ဒါမျိုးကလည်းလေဘယ် social media မှာပတ်စံပေး ပြီးကြော်ညာခိုင်းခိုင်းပေါ့နော်ဒါဒါဟိုဘူးလောက်တာဆိုလားဘာဆိုလားကိုတော့မပြောတတ်ဘူးကွာဘူးလို့နော်မြန်မာလိုပဲပြောတတ်တယ်အဲအဲ့လိုမျိုးလှုပ်ခိုင်းလို့ပောက်တာထက် ိတ်သက်ကနေပြသူကနေလှော်လို့ပေါက်ပေါက်ဗလိန်လို့ပေါက်ပေါက်လေအဲ့ဒီလိုပေါင်းပြောင်းမှုကမှပီတိဖြစ်စရာကောင်းတာဒီနေ့ရိုက်ကိုရေးစီစီကတော့ရန်ကုန်ရောက်တွင်းလေးပေါ့လက်တလောပြိတ်သက်ခရွင်းတွေ့နေတဲ့တချင်းလေးတွေရိုက်တာပေါ့နော်တချင်းအဟောင်းလေးတွေလည်းပါတယ်အစ်စ်လေးတွေလည်းပါတယ်အဲမာတလိအမှုပညာဝန်ဆောင်မှု အဲရက်ဝန်းမှာပေါ့လာရိုက်တာပေါ့နော်တချင်းလေးပုတ်ပေါ့တချင်းကလက်တလော့တစ်တော့တဲမှာတတိယချိန်ရောက်ပေါ့နော်တကြောပြန်ပြန်ပြီးကြီးလဲအဲဇီပန်းစားနေတယ်နေဘူးတက်ကဆောက်မှာမပန်းဝေပေါ့နော်အဲ့တချင်းပါတယ်နောက်တစ်ခုကပြန်ဆိုတေးနေနေရကြတော့အာဘဘဦးမျိုးမြင့်လေးဆိုထားတဲ့မောင်ရည်ထဲမှာနေမလားဆိုတော့ဟောဒီစကူလေးနဲ့တီးထားတာခိအကြိုက်ခိလိုက်လေပေါ့လူငယ်ဆန်းဆန်းလေးအဲ့တချင်းပါတယ်နောက်တစ်ခုကကိုပိုင်ရေးထားတဲ့ဦးနဲ့ကလေးဇလန်း ခုချစ်တဲ့ကလေးပါမယ်နောက်တစ်ခါဓမ္မဒီတပုတ်ပုံဆိုင်ပစ္စည်းဆိုတဲ့ကိုပိုင်တခြင်းလေးလာရိုက်တာအဲနှစ်ပုတ်ကတော့ဗါတယ်နေမလားမောင်းရင်တဲ့တခြင်းကတော့အောက်ခွန်တန်းတွင်ရေးထားတာပေါ့နော်အဲပုံဆိုင်ပစ္စည်းကတော့ကျွန်တော်တို့မုံရွာကအာတေးဆရာအညာမြေလေးလိုင်းနဲ့သူရေးပေးထားတာအဲဦးချစ်တဲ့ကလေးနဲ့နေဘူးတဲ့ကစောင့်မှာမပန်းဝေရတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တခြင်းဖြစ်ပါတယ်ကိုပိုင်အုံကျူးလေးပေါ့နော်ကျန်စူပြစ်တဲ့အကြောင်းကတော့တကယ်တမ်းကျတော့ဒီနေဘူးတဲ့ဆောင်မှာမပန်းဝေရ အပြည့်စက်တဲ့ချင်းလေးပါကျွန်တော်အောက်ဒိုးပေါက်တာပေါ့နော်ဒီလိုပရိုဂရမ်အနေနဲ့တီးတာဖူးပန်အနေနဲ့တီးတာတွေကဒါအခုပထမဆုံးပဲဒီတချင်းကိုကျွန်တော်လှုပ်ချင်တာကြားပြီဒါပေမဲ့ကျွန်တော်ဟိုပေါ့နော်ငွေကြီးလေးတွေတိတ်အဆင်မပြေတာလေးတွေရှိတော့ကျွန်တော်ငွေစုခဲ့ရတာပေါ့ပြောရလို့လို့ချင်းလေစုခဲ့တော့ကျွန်တော်ကျွန်တော်တချင်းကတော့အကျန်းတော့ပေါက်နေတယ်ပေါ့ KB နဲ့တီးတာလေးတွေပေါက်တယ်အောက်ဒိုးဆိုတာလေးတွေပေါက်တယ်ဒါပေမဲ့အဲ့ပေါက်တာလေးတွေကြီးတိုင်းကြီးတယ်အားနာတယ် quality ညံ့ညံ့ကြီးနဲ့ quality မမီပဲနဲ့ပေါက်နေတာဖြစ်တဲ့အတွက်ငါတနေ့နေ့တစ်ချိန်ချင်းပတ်စံလေးများဆင်ပြေးရေပေါ့နော်ပိတ်သက်ကိုမမှန်ကန်ကန်လေးနဲ့ပေါ့နော်စေတနာပါပါလေးနဲ့အဲဖူးပန်လေးနဲ့တီးပြီးတော့ဒါလေးကိုချပြခြင်းနဲ့ဆိုရစေတနာနဲ့ဆိုပြီးတော့ပေါက်ဖို့လဲရွေချက်ပေါက်ပါသေးဆိုရစိတ်မရှိဘူးတကယ်မရှိပါဘူးပိတ်သက်ကိုဒီတချင်းကိုမမှန်ကန်ကန်လေးနားထောင်စေခြင်းနဲ့စိတ်နဲ့ဘာချင်းတဲ့နဲ့ခုပြန်ဆူလိုက်တယ်ခုတက်တော်တွေကအာတနင်္ဂနွေလုံးပိတ်သက်ဒီရွှေသိန်းကဝန်တန်းနေ အထဲတိုင်းဝန်တန်းတွေဖုံးတိုင်းဝန်တန်းတွေရတယ်ဒီသချင်းကိုအခွီနေနဲ့ပေါ့နော်စေးထိုးကြတယ်တယောက်နောက်ချစ်သူနှစ်ဦးပေါ့ဂီတာလေးတီးတယ်တယောက်ကနေဘူးတဲ့ဝင်ရမှလို့မဝင်ရမှလို့လို့နဲ့စေးထိုးရင်စေးထိုးရင်အဲ့ဒီသချင်းလေးတကြောပြန်ပြန်ပေါက်နေတာဗျာပီတီလေးဖြစ်တာပေါ့နော်အားရင်နေဘလို့ဖြစ်တာလဲဆိုတော့ကျတော့အကိုတို့ရဲ့ဘဝတွေမှာကျတော့ခက်ခဲကြမ်းတမ်းတယ်ဘယ်နိုင်ငံကျော်တီးရေးဆရာဘယ်နိုင်ငံကျော်ဟိုအဆိုတော်တွေကမှအကိုတို့ဟဲ့ကျော်ကြီးညီလေး မောင်လေးဆိုပြဘယ်သူမှဆွဲမခေါ်ခဲ့ဘူးဒါအပြစ်ပြောတာမဟုတ်ဘူးเนาะကျွန်တော်ပုံမလင်းလင်းပြောတတ်လို့အားလဲမဟိုဗါရဲကိုလည်းမကိုးထိုင်ဘူးလေကိုအားကိုကိုးရမယ်လေကိုးရမယ်ဆိုတော့တနေ့နေ့တစ်ချိန်ချိန်မှာကိုဒီလိုဖြစ်ရမယ်လုံးလဇွဲနဲ့နေတိုင်းနေတိုင်းကိုရဲ့သွေးထဲမှာစီးဆင်းနေတာတဲ့အမှုပညာတွေပဲငါဒီနေ့ကြောကိုကိုနိုင်သည်နောက်ရကြောကိုကိုနိုင်နဲ့ဘာမှမတူစေရဘူးအပြောအဆိုတဲလင်းအကြီးချင်းပေါ့နော်ဖက်ရှင်ကအစပတ်စံရတဲ့ဘွဲပဲဖြစ်ဖြစ် ပတ်စံမရတဲ့ပွဲပဲဖြစ်ဖြစ်စင်မော်တက်ပြီးဟေးဆိုရင်ကိုဘွားကကိုမပိုင်တော့ဘူးအဲ့9မိနစ်စာ10မိနစ်စာ15မိနစ်စာကိုအယုတ်ကျိုးပြတ်ကျိုးစားပြစ်တယ်အစိတနာမှန်ကန်လို့လာတော့မသူနေရာရတယ်အသက်ကြီးမှဆန်းထားတယ်လာတော့မသိဘူးအသက်ကကြီးလေလေဟိုကြီးကလက်ကြီးပေါ့ကွာကလက်လက်ကလက်တယ်ကဲလေကဲလေရွာလေးရွာတယ်ထားလဲထားတယ်ဟိုကောင်းမကောင်းအခုကလွတ်လပ်လို့လုံးဝပဲဘာလို့လဲဆိုတော့ကို့မှာမိဘတွေလည်းမရှိတော့ဘူးကို့အိမ်မှာကို့ဘယင်ကို့တခင် ပြောလို့ချင်းမိဘကိုလုတ်ကင်ပေးခဲ့တယ်ကျွေးခဲ့တယ်အဲ့စေတနာရဲ့အကျိုးကျေးဇူးကလည်းအနုပညာလမ်းကြောင်းမှာပြန်ရန်ပြီးတကိုးပုံစံမျိုးနဲ့ပြန်ရန်ပြီးခန်းစားခွင့်ရတယ်မိဘကိုလုတ်ကျွေးခဲ့တဲ့တကိုးရောပိဋကပေါ်ကိုစေတနာနဲ့မေတ္တာနဲ့ဆက်ဆံခဲ့တဲ့တကိုးတွေပါပေါင်းပြီးတော့ဒီလောက်ရုပ်ဆိုးတဲ့မင်းကူတာဒီရုပ်ကြီးကိုတနိုင်လုံးတနိုင်ငံလုံးကနေရာပေးတာတော်တော်ကအဟောလို့မဆုံးဘူးကျွန်တော်ဆိုနေရာမပေးဘူးအခုဘွဲဖိတ်တယ်အခုရန်ကုန်လာတယ် မော်ဘီပွဲကလည်းတဲ့သွားတယ်ဗျာဖိုးဖုံးကအခုဆန်ရံနေချသွားတယ်ဗျာဒါကိုယ့်ရဲ့ကြိုးစားမှုယူတာမှုပေါ့နော်ပညာရှင်တော့မဟုတ်သေးပါဘူးကျွန်တော်လည်းပညာသင်လေးပါပြောပြနော်ချစ်ဆန်းကတော့အဲ့ညမှာကျတော့ကိုကဆာမှုပဲကြတယ်ကွာအချစ်ဆန်းကတော့ပွင့်မှုတော့ခဲရင်နေတယ်တဲ့လားအသက်တာဒီလောက်ကြီးတာပေါ့နော်90လောက်ကန့်နေတာဒါပေမဲ့ဟိုပေါ့ရင်းဖိုးရောရင်းမာရောမဖိုးတဖိုးရောမမတမရောမတန်းဘူးသေးဘူးခုချိန်ဒီနော်ဈေးပန်းလဲဖွင့်လဲ နော်ဈေးတိုင်းလည်းတည်တယ်ဈေးကောင်းကြီးလည်းတည်ထားတယ်ဘယ်သူမှနှိုက်နှီးမဲ့သူလည်းမပေါ်သေးဘူးတခါမှကိုမတည်ဘူးသေးဘူးအဲအကြောင်းမို့လို့လူပြိုကြီးပါလို့လည်းထဲ့ပြောပြရစီနော်အလွမ်းသက်ချင်းနေဆိုနေပေမဲ့လည်းအပဲကွဲတဲ့ဒဏ်ရာမရှိသေးတဲ့ပူပူနွေးနွေးလက်လက်လောလောလက်လက်ဆက်ဆက်နော်အကျဉ်းအားတွေတင်းနေတဲ့လူပြိုကြီးပါလို့ပြောပြရစီနေဘူးတဲ့ဆိုမပန်းဝေတခြင်းကိုရှင်းပြမယ်နော်ဘာလို့နေဘူးတဲ့ဆိုမပန်းဝေတခြင်းကိုဒါတနိုင်ငံလုံးမေးတယ်ကျွန်တော်ရဲ့အဲ့တခြင်းအောက်မှာလေး အဲနေဘူးတဲ့ဆောင်မပန်းဝေးဆေးထိုးကြတယ်တချို့ကအိန္ဒာတဲကဆောင်မှာမပန်းဝေးယထာဆဲတဲ့ဆောင်မှာမပန်းဝေးကားပေါ်ဆောင်မှာတချို့သိရင်ဟိုတယ်တွေကဂရေမောဆောင်မှာမပန်းကျွန်တော်မပန်းဝေးလေးလေးတစားဒီကိုကျိုးပေးလို့ရတဲ့ရာကိုမရှိဘူးမန့်နေတယ်မှာဒါပေမဲ့ကျွန်တော်ကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေပြောင်းသွားပြီကျွန်တော်တို့ Facebook ဆယ်လီခက်အခွေခက်တိတ်ခက်စီရီခက် VCD ခက်အများကြီးခက်တွေကြောဖြတ်ခဲ့ရတယ်အဲ့ချိန်မှာရင်ရင်ကြီးကြီးလေးနဲ့เนาะမြန်မာဆန်ဆန်လေးတွေ အလွမ်းသချင်းစစ်စစ်တွေကျွန်တော်ဆိုခဲ့ပါတယ်မြတ်မြတ်နိုးနိုးကျင်ကျင်နာနာတန်ဖိုးထားပြီးဆိုခဲ့တယ်ဒါပေမဲ့ထမင်းငတ်ခဲ့ရတယ်မြန်မာသံဆိုလို့ငတ်ခဲ့တာလို့ပြောတာမဟုတ်ဘူးเนาะမြန်မာသံချစ်လို့မြန်မာသံတမားဖြစ်နေတယ်ဒါပေမဲ့ခစ်စနစ်တွေမူတွေပြောင်းရင်ကျွန်တော်တို့နုပညာသမားတွေလည်းဂူပြောင်းပြီးတော့မူပြောင်းရတယ်အနေထားတွေပြောင်းရတယ်တခါလာလဲပဲပဲပြုတ်ချင်ရေတခါလဲပဲပြုတ်ချင်ရေဆိုရင်ပြည့်တက်ကအီးတယ်အဲ့ကြတော့ ကိုကလုံနိုင်တာရှိရင်လုံရဲတာရှိလို့ချင်းလုံချင်ချင်ကိုလုံချပြလိုက် အားပေးခြင်းမပေးခြင်းကပရိတ်တအလုတ်ချပြမယ်လို့ကကိုလုံအနုပညာဖန်တီးတဲ့နေရာမှာအသက်ကြီးသောတွေရုပ်ဆိုးသောတွေငါနဲ့မတင့်တယ်သောငါနဲ့လိုက်ပါမလားငါနဲ့စီပြပါမလားအေးတွေးတွေးနေလို့ရတော့နောက်ကကြံနေမှာပဲကျွန်တော်မတွေးဘူးတချင်းဆိုသွားတာပဲဖြစ်ဖြစ်တချင်းဖန်တီးတာပဲဖြစ်ဘယ်သူကြိုက်ပါမလဲအိုက်စိတ်မရှိဘူးရေးတဲ့ချီရေးချာချီလဲဆိုကြသည်ဆိုချပြလိုက်တယ် နော်ခပြုတ်ကြိုက်လို့ပေါက်ပေါက်ခလုတ်တိုက်လို့ပေါက်ပေါက်ပေါက်ဖို့အရေးတူအရေးပဲအဲ့ဒီလိုဖြစ်သွားပြီလို့ပြောရမှာပေါ့နော်ပေတွေမှာလည်းကျွန်တော်မန်ရှင်တွေခေါ်ကြတယ်ကြောကိုကိုနိုင်ခမဒီမပါကြီးကြောင့်ကျွန်တော်တို့နေဘူးတွေပူတာနေဘူးတွေစောင့်နေရတယ်တခါလေကားပေါ်သွားတာလို့လက်ဖိတ်တိုင်ထိုင်တာတော့ပေါ့ရက်ွက်ထဲသွားတာတော့ခကြီးသွားတာပေါ့ဖြော်ပြေးထွက်တဲ့ခါကြလို့ချင်းကားပေါ်မှာဆိုရင်လည်းဟာအဲကျမတို့နေဘူးတွေစောင့်ခိုင်းတဲ့လူကြီးဘယ်သွားမလို့တော့အော်အော်ဟိုခကြီးထွက်မလို့အဲအဲ့လိုလောက်ရတာပေါ့နော် ဟိုတချင်းနာမည်လေးတွေနဲ့ logo လေးတွေနဲ့ byname လေးတွေပေါ့နာမည်ကိုကြောက်ကုတ်ကုတ်နိုင်ကိုမေ့ပြီးတော့နေဘူးတဲ့ဆောင်ခိုင်းတဲ့လူကြီးနေဘူးတဲ့ဆောင်ခိုင်းတဲ့လူကြီးဆိုပြီးတော့အဲ့လိုပြောတာပီတိဖြစ်တာပေါ့ဒါမျိုးကလည်းလေဘဲ social media မှာပတ်စံပေးပြီးတော့ကြော်ညာခိုင်းခိုင်းပေါ့နော်ဒါဒါဟိုဘူးလောက်တာဆိုလားဘာဆိုလားကိုတော့မပြောတတ်ဘူးကွာဘူးလို့เนาะမြန်မာလိုပဲပြောတတ်တယ်အဲအဲ့လိုမျိုးလှုပ်ခိုင်းလို့ပောက်ထားတဲ့ပိဋကတ်ကနေပြသူကနေလှော်လို့ပေါက်ပေါက်ဗလိန်လို့ပေါက်ပေါက်လေအဲ့ဒီလိုပေါင်းမြောင်းမှုကမှာ ပီတိဖြစ်စရာကောင်းတာတချင်းထွက်ရင်လည်းလေကျွန်တော်တချင်းလေးစော့ကြပါအောင်ဗျာလို့ပြောကြည့်လေပရိတ်သတ်ပရိတ်သတ်ဆိုတာကခက်တယ်သူတို့ရင်ပတ်သေးကိုညိမစော့မှာစိတ်တလောက်တချင်းကောင်းစိတ်တလောက်အပန်ကောင်းစိတ်တလောက်ပတ်ဆံရှိစိတ်တလောက်နိုင်ငံကျော်ပရိတ်သတ်ပြီးလွတ်လပ်စွာသူတို့ကစော့မှာသူတို့ရင်ပတ်ကိုညိရင်ဘဲစုဘဲဝါနိုင်ငံကျော်တက်တိစဂျုံဂျုံကြဘုံဘုံလည်းမယွေးဘူးသူတို့ကစော့မှာ ိုက်ကြတော့ကြတော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲတစ်တော်တည်းမှာဘယ်သချင်းလေးထိုးပေါက်ရင်ပိတ်သက်ဘယ်လိုကြိုက်နိုင်လဲဆိုတာအုံနောက်တည်နဲ့တွေးရတယ်အချိန်ဒီကာလတွေအဲပွက်ချက်ရတယ်ဒီချိန်ဒီကာလမှာဒီသချင်းလေးထုံတင်လားအဲအဲ့ဒါမျိုးပေါ့နော်ရေးရတယ်ပိဋကဘာကြိုက်လဲပေါ့နော်ပိဋကကြိုက်ဖို့လေလိုတယ်ပိဋကကြိုက်မှလည်းဒါအနုပညာအသက်ဆက်လို့ရမှာအနုပညာကြီးကြက်တဲ့လောက်ချစ်ဖန်တီးဖို့ရပတ်သက်မရှိဘူးဆိုရင်လေပိဋကကလည်းချစ်လာမှာမဟုတ်ဘူးလေတီးထွင်မှုတွေကြံစားမှုတွေထုတ်လုပ်မှုတွေအားကောင်းမှပိဋကကလည်းကြိုက်မှာ အဲအဲ့တိုင်ပေါ့အောက်ခြေရင်ကနေတက်ခရတဲ့အနုပညာသမားဖြစ်တဲ့အတွက်ဘာတွေစူးစမ်းခဲ့ရလဲဆိုတော့နံပါတ်၁တော့ငွေရေးကြီးပဲဒီလောကမှာဆိုကြမယ်ပြောကြမယ်ရနေပြီးတော့အခုတော့ဆုရခဲ့တာပေါ့လွန်ခဲ့တဲ့15နှစ်နှစ်နေစေကျော်ပေါ့နော်အဲဂီတတကားလေးဖွင့်ပါအောင်လို့တော့တန်တေများလင်းလက်ကျဲတို့အဲနောက်တစ်ခုအာရတာဆုံးလေအင်တာနက်ဥယျင်းလို့အဲ့ဒီမှာဒီပေါ့ပထမစုတွေအကြောင်းဆွဲခဲ့တာပေါ့ဆွဲခဲ့ရာနေမှာနောက်ပိုင်းကျတော့မြမတန်ကအာရုံမြင့်တန်ချာက တယောက်ဆိုမင်းတို့နော်အဲဒေသရှင်ရဲရင်ဝေလွင်တို့အဖေပေါ့နော်ကိုဆရာတွေပေါ့ပြီးတော့ကွယ်လွန်သားချပြီးဖြစ်တဲ့ရုပ်ရှင်နဲ့ဗီဒီယိုတုပ်ဆောင်ဥယံပိုင်ဆိုးနော်ပြီးတော့ဘဘဥသ္စာပေါ့နော်အဲအဲ့ဒါတွေကဆရာတွေပေါ့ကိုဆရာတွေပေါ့မာဂီတဥအောင်တောင်းဆိုကရည်တီးရဆရာတွေရဲ့နီးနံနေတရားတွေမှာခက်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 ကြိုးစားခဲ့တယ်ဆရာတွေနောက်မှာအထုပ်ကိုဆွဲထမင်းကိုချက်ကျွေးနှိပ်ပြီးအတွင်းကမှာစော်ပေးပြီးတော့ဆရာတွေရဲ့ပညာကိုယူခဲ့ရတယ် ဟိုပြောရင်တော့အိုက်ခက်ကတော်တော်ဆင်းရဲတယ်အမှုပြင်တဲ့သမားတွေဒီလိုဆိုရှယ်မီဒီယာမတောင့်တင်းဘူးဟာချက်လောက်ဆိုပြီးတော့ဘုံငနေတောက်ဟုံငနေတောက်တဲ့ခင်မဟုတ်ဘူး9နှစ်6နှစ်လောက်ကိုထမင်းချိုင်းနဲ့ကိုကိုအထုပ်ကိုကိုဆွဲပြီးတော့ဘဲသားဘဲကြီးတပြားမှမရဘဲနဲ့ဆရာတွေနောက်ကိုလိုက်ခဲ့ရတာအခုခေတ်မြန်တားလွယ်ရတယ်ကျွန်တော်ကိုယ်နိုင်ကကာရိုမီတေးဂီတာခုထောင်ထားတယ်ကျွန်တော်နောက်ကလိုက်တဲ့ကလေးတွေဒီနေ့ဝင်ဒီနေ့ပတ်စံရတယ် ဘာလို့လဲဆိုတော့အော်ငါတို့ကတော်တော်ခက်ခဲတာပင်ပန်းတာဆင်းရဲတာပေါ့ငွေကြီးရှားတာလည်းမလွယ်ဘူးပေါ့နော်အကိုလူကြီးဖြစ်လို့လို့ချင်အကိုဝိုင်းပိုင်ရှင်ဖြစ်တဲ့ခါကျရင်ကို organization တီထောင်နိုင်တဲ့ချိန်ကျရင်ငါနောက်ကကလေးတွေငါလိုမဆင်းရဲသေးရဘူးဆိုတော့စိတ်ကြီးနဲ့ကျွန်တော်နောက်မှာလိုက်နေတဲ့ကလေးတွေအဲအမျိုးသားတေးတန်ရှင်အမျိုးသမီးတေးတန်ရှင်ပင်တိုင်းအယောက်20ရှိတယ်မုံကမှရှိတယ်အဲ့ကလေးတွေမေးကြည့်ပါကျွန်တော်တွေးပေးလိုက်လို့တက်သွားတဲ့ကလေးတွေလည်းအများကြီးရှိတယ် အဲဗိသိက်ဆရာတွေရှိတယ်တိတန်ရှင်တွေရှိတယ်တရုပ်ဆောင်တွေရှိတယ်သူတို့ဒီပုံမှန်ဝင်ငွေရှိတယ်နာမည်လေးတွေအသင့်တင့်ရကြတယ်ဘာလို့လဲဆိုတော့ကိုချင်းစာလို့ပါထက်လဲတင်ပေးဖို့လဲရည်ရွယ်ချက်ရှိပါတယ်ခက်ခဲတာတော့ပြောမနေနဲ့လမ်းပေးလဲဈေးတယ်ပွားဖြစ်ခဲ့တယ်စူးလေအီမာနွေလာဖရာအကြောင်းပေးမှလဲလေမုံရင်ကရောင်းခဲ့ရသေးတယ်အဲပြိုင်ပွဲတစ်ဖက်နဲ့ပေါ့နော်မိဘတွေလည်းပြန်တောင်းလို့ကမရအောင်မချမ်းသာဘူး မချမ်းသာတော့ဘာလို့ ਆ လဲဆိုတော့ကျတော့ကိုကဈေးရောက်ခဲ့ရတယ်ဈေးရောက်လာတဲ့ပတ်စံလေးတွေနဲ့တခြင်းလေးတွေဝယ်ရတယ်အတန်သွားသွင်းရတယ်နောက်ဆုံးပြိုင်ပွဲသွားဝင်တာတောင်မှတစီကမရှိလို့ဒိုင်းကောက်ခိုးတောင်းစီးခဲ့ရသေးတယ်ပတ်စံတာအခဲရင်းလာရှားတာတထောင်ကိုပတ်ဝန်းကျင်ကိုချီးဖို့ငားဖို့ခဲရင်းနဲ့ခက်ကြီးမှာစူးစားခဲ့ရတာအကိုတို့ကမနေ့ကကိုကျွန်တော်ရန်ကုန်ရောက်တော့ကျတော့အော်လို့စူးလီမှာရောက်တော့ပေါ့နော်ကျွန်တော် ။သုလီအီမာနွေလဖခင်เจ้าမှာအမှတ်တရပေါ့ကိုမုံငှားရောင်းတဲ့နေရာလေးပလက်ဖောင်းကိုတွားကြည့်တယ်ပေါ့နော်။အဲ့မှာကျွန်တော်နေရာကိုရောင်းနေတယ်ကျွန်တော်လက်ဆင့်ခံပေးခဲ့တဲ့အတုပ်တွေလေးတွေမုံငှားတွေတွေရှိပါတယ်။ကိုဘဝကိုပေါ့နော်တနာလဲတနာတာပေါ့ကိုကိုကိုပြန်တနာတာပါဘာလို့လဲဆိုတော့အမေချမ်းသာဖေချမ်းသာဆွေမျိုးချမ်းသာလို့ဆိုတော့ဖြစ်လာတာမဟုတ်ပေါ့နော်။ဈေးတဲ့ဘဝကနေလမ်းပေးဈေးတဲ့ဘဝကနေတက်ခရတယ်။ဒီဈေးတဲ့ဘဝမရောက်ခင်တုန်းကကျွန်တော်ဥစဉ်ဥစဉ်လူတွက်ပေါ့နော်။ဥစဉ်ဘဝအဆိုတော်ဖြစ်ချင်လို့ဥစဉ်ဘဝကနေပဲထက်ခဲ့တယ်။အဲ့မှာဥစဉ်ဘဝတုန်းကလည်းသင်ငန်းဟိုမနိုင် စပိတ်မနိုင်ဘောနော်ဂိဒတန်ကြာရင်သင်္ကန်းခေါင်းကြိုက်ပြီးကတယ်ဒါပေမဲ့ကြာရှည်ဆိုတော့မကောင်းဘောနော်ငရေလေးကြီးတယ်ငါတကယ်လှုပ်ချင်တကယ်ထွက်မှဖြစ်တော့မှာပဲဆိုတော့ထွက်ချပစ်လိုက်တယ်စောက်ချလှုပ်တယ်ပန်ရောစင်တွေဖြတ်ပစ်တယ်နှလုံးသားကိစ္စတွေရက်တန်းကရက်ပြီးတော့နှာခေါင်းကိစ္စတွေဖြတ်ပစ်ပြီးတော့အမှုပညာတနစ်တလန်ပဲပကံပဲပြည့်မလဲငါမင်းငါဆိုင်တကိုင်းရောက်ရောက်ဆိုပြီးတော့ချလာလိုက်တာဆယ်သူနှစ်ကျော် အခုမှပဲနေရရပါတော့တယ်လို့နော်ဒါတော့မှချမ်းမချမ်းသာသေးဘူးချမ်းသာဖို့ကျွန်တော်ကြိုးစားရအောင်ပါနေရရတဲ့ဆိုယုံလေးပဲရှိသေးတယ်အဲ့ကြတော့ပိတ်တကြီးလည်းအားပေးအောင်နော်ကျွန်တော်ခက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 ်နဲ့ဥစဉ်လူထွက်ခဲ့ရတယ်ဈေးတွေဘွားကြော်ဖြတ်ခဲ့ရတယ်နော်ဘယ်သူ့ကိုမှလည်းဒုက္ခမပေးခဲ့ဘူးကျွန်တော်ပုံပွင့်လင်းလင်းနေထိုင်တယ်ပုံပွင့်လင်းလင်းပြောတယ်အဲတချို့ကပြောကြတယ်ဥစဉ်လူတွဲမို့လို့လားမသိဘူးအပြောဟောကောင်းတယ်တော့အဲ့ဒါတော့အဲဆိုင်မင်နဲ့တူပါတယ်ဘာလို့လဲဆိုတော့ ဒီကရတအိဥတန်တို့တန်ရှိတန်ပြတ်တန်ညင်းတန်ချောင်တန်ပိန်ဆိုပြီးတော့ကျွန်တော်တို့ကအတန်သဘောတရားတွေကိုဘုန်းကြီးလူတဲ့တွေဖြစ်တဲ့အတွက်နားလဲတယ်ပေါ့နော်ဥပမာကွာမြန်မာလူမျိုးတွေဘုန်းကြီးတွေကမဝါရွတ်တယ်ဆိုတာလေသူကအတန်ကိုပြင်းပြင်းယူရမှာမို့လို့ဒီကရတအပန်နေရှိတယ်ဒါကတော့ကျွန်တော်တို့ဘုန်းကြီးလူတဲ့တွေရန်တန်ကတော်တွေသိတာပေါ့အာဣဥဒီကရကတန်တန်တို့တန်ရှိကမဝါရွတ်ရင်ခပ်ပြင်းပြင်းယူတယ်လေဒါဘုန်းကြီးတွေမှာလေးတွေတရေတွေမှန်ရတယ်နော်အဲ့လို ဟိုအဖြတ်အတောက်တွေပေါ့နော်အဲ့ကြတော့တခြင်းဆိုတဲ့နေရာမှာအပေါင်းကြတယ်ဗျာဘုန်းကြီးလူတွေတည်းဆိုရတာပြီးတော့အေးသားကောင်းတယ်ဆိုတာမြန်မာစာပေရာဇဝင်တွေဇက်တော်တွေနိဘတ်တွေနော်အဲ့အရာတွေကကျွမ်းကျင်တဲ့အတွက်စာအုပ်များများဖတ်ခဲ့တဲ့အတွက်ကိုတခြင်းရေးမယ်ဆိုတော့ပုံကျန်တရားဝင်ဖြစ်တယ်ဥပမာကမဝါရစ်တယ်ဆိုတူနာတူမင်းဘန်ဒေဘန်ဂိုရတ္တာရတ္တမထအဲ့ဒီလိုထန်နဲ့ကရိုင်းနဲ့ပက်ရက်နဲ့ပြီးပြီးပြင်းရိုးရတာ အဲ့ကြတော့မြန်မာတန်စင်တွေရေးတဲ့ခါမှာလဲကိုကလေးလာခဲ့တဲ့အာတွေ့ကြုံခဲ့တဲ့ကြက်မှတ်ခဲ့တဲ့စာပေတွေနဲ့ပေါင်းဆက်ပြီးတချင်းလေးတွေရေးတယ်နေဘူးတဲ့ကဆောက်မှ မပန်းဝေရလဲအဲ့ဒီလိုတရားသဘောပါတယ်တကယ်တမ်းကျတော့ကိုချစ်တဲ့ချစ်သူတယောက်ကဆင်းရဲတယ်အဲ့ဆင်းရဲတဲ့ချစ်သူကိုချစ်သူလေးရေးမင်းဘဝဘလောက်ဆင်းရဲပြီးလမ်းပေးမှာနေဘူးထဲမှာပင်ပင်ပန်းပန်းပတ်ဆက်ရှာနေရပေမဲ့နောက်တစ်ချိန်မှာ အရိတ်ထဲရောက်ဖို့ကဒါအစပဲတကယ်ပုံကိုရေးထားတာဘယ်လိုတကယ်ပုံလဲဆိုတော့အရိတ်ကိုနေခြင်းနေဘူးတဲ့ကဖောက်ဒီတဲ့ချင်းလေးကိုအတိတ်ပဲမသိလို့တချို့ကဗလိန်ညာတယ်အတခြားဒီရေးစရာတွေဆိုစိတ်ဆိုးခြင်းဆိုးကောင်းဆိုးလိုက်မယ်ကျွန်တော်မဆိုးဘူးဘာလို့လဲဆိုတော့သူတို့ကသူတို့ကြိုက်တဲ့နေရာဆော့မှာပဲနေဘူးတဲ့ဆောင်မပန်းဝေရဟာပါတခြင်းမဟုတ်ဘူးခြေစင်းပါတယ်ခြေမှာနေရီစည်းဝါးတွေပါတယ်ဇုံစည်းတွေလည်းပါတယ်နောက်ပိုင်းကျမှ အဲကောရဘိုက်ကြမှာသူက6ခါလောက်អော်တာနေဘူးရေကစောင့်မမပန်းဝင်နေဘူးရေကမင်းငင်စောင့်ပါလေ နေဘူးရေကမင်းစောင့်ပါလေတော့ အဲ့ဒါနောက်ဆုံးပိုက်ကိုသူတို့ကွက်စော့နေတော့တချင်ဟာတာကြီးဖြစ်နေတာကျွန်တော်မှလေ1နဲ့အမှလာ1သားရမှလာမိသိန်းကြီးစကားကြည့်နေရသလိုပဲမန်းနေတက်လာလိုက်ချင်းကိုကရီရမှလာငိုရမှလာပျော်မှလာထခုံမှလာဘူးမသိဘူးဒါမဲ့တေချာတာတကွတော့မန်းနေကြည့်တယ်ကြည့်တယ်အသက်တရာရှည်တယ်ကျွန်တော်ကခွီရတယ်ရီလိုက်ရသလားမမွေးနဲ့တလားတကယ်ခြေစင်းလေးပါတယ်သူကအစမှာခြေစင်းဆန်နေရပီပီအန်ယိုလေးနဲ့ထွက်တာသူကဒီတချင်ကန်တော်ဝင်တချင်လေးသူကပန်းဝင်အလွန် ်ပြေဩပန်းဝေအဲ့လိုခြေစင်းနေပါတယ်သူကနောက်ဆုံးမှာကွက်စော့နေတော့ဘာဖြစ်ဖြစ်လေသူတို့စော့လို့ကိုကနေချင်းညာချင်းပြိတက်ဒီတချင်းပိုင်ရှင်လဲသိရတယ်ပေါ့နော်အဲ့ကြတော့ကျေးဇူးတင်လဲပတ်စံပေးတောင်ကျင်ညာခိုင်းရတဲ့ခက်ကြီးမှာပတ်စံတော့ပေးရမလို့သူတို့ကြိုက်လို့ဆော့တယ်ကိုလမ်းကြောင်းပေါ်မှာတဲ့သွားတယ်အဲ့အတွက်ကျေးဇူးပါလို့အခုဒီနေ့ရိုက်ခူးတဲ့နော်နေဘူးတဲ့ကဆောင်းမှာမပန်းဝေရဲ့ အာဘဘဦးမျိုးမြင့်လေးရဲ့တခြင်းရဲ့မောင်ရည်ထဲမှာနေမလားတခြင်းရဲ့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ဥချစ်တဲ့ကလေးဦးနဲ့ကလေးဇလန်းတခြင်းပေါ့နော်အုံကျူလေးအဲ့ဒါရဲ့ဓမ္မတေးတပုတ်ဖြစ်တဲ့ဘုံဆိုင်ပစ္စည်းဆိုတဲ့တခြင်းကိုနော်နော်ဒါမီဒီယာအင်တာဗျူးပြီးသွားလို့လို့ကျွန်တော်ကျွန်တော်လိုင်းပေါ်တင်ပေးမှာပါတင်ပေးမှာပါအာအကျန်းလေးတွေကတော့နေဘူးတဲ့ဆောင်မပန်းပဲဦးချစ်တဲ့ကလေးတွေတော့တင်ထားပါတယ်ကျန်တဲ့တခြင်းလေးတွေတော့ကျွန်တော်အော်နေမလားမောင်ရင်တွေလည်းတင်ထားပါတယ် ကျွန်တော် YouTube မှာ channel မှာလည်းတင်ထားပါတယ်ဝင်ရောက်လေ့လာအားပေးဝမ်းရံပေးချက်ပါအောင်လို့ပွဲငါပွဲဖိတ်တွေလည်းဟိုကျွန်တော်ကိုချိတ်ဆက်ပြီးတော့ငားရနိုင်ပါတယ်နောက်တစ်ခုကျေးဇူးဆက်ချင်သေးတယ်ကျွန်တော်တချင်းကိုစော်တဲ့တစ်တော့ဆယ်လီဒီရရွှေဆိုင်ကပိုင်ရှင်တွေရောစားတော့ဆိုင်ပိုင်ရှင်တွေရောစားဥဆိုင်ပိုင်ရှင်တွေရော beauty salon ပိုင်ရှင်တွေရောစကူးကြောင်းပိုင်ရှင်တွေရောအထဲတိုင်းပိုင်ရှင်တွေရောကျွန်တော်တချင်းနဲ့စော့ဘူးတဲ့ပောက်တဲ့ follower များတဲ့ပိုင်ရှင်တွေအကုန်လုံး အဲ့ပိုင်ရှင်တွေရဲ့ပွဲတွေရှင်ကျွန်တော်ကိုပြောပါကျွန်တော်မေတ္တာနဲ့ကူညီပေးမယ်ဆိုပေးမယ်ကျေးဇူးဆက်ခြင်းလို့နော်ကျွန်တော်မှာအမှုပညာချမ်းသာတယ်စေတနာချမ်းသာတယ်တရားချမ်းသာတယ်မေတ္တာချမ်းသာတယ်လူကြီးမင်းတို့ရဲ့ကျွန်တော်တခြင်းကိုစော့ပြီးလို့ကျွန်တော်ကိုကျေးဇူးမြင့်တင်ပေးခဲ့တဲ့ကျေးဇူးရှိနေတဲ့အတွက်လူကြီးမင်းတို့ပွဲကိုကျွန်တော်ဆိုပေးမယ်ဝေးကြီးကိုခေါင်းကိုခောက်ထားလိုက်လကားလာဆိုပေးမယ်ဒါကျေးဇူးဆက်ခြင်းတာနော်ဖုံးဆက်ပါလို့ပြောချင်ပါတယ်ကျေးဇူးဆက်ပြောချင်တာပြောချင်ပါတယ် ဖြည့်စွက်ပြောချင်တာတော့နောင်လာနောက်သားညီလေးတွေညီမလေးတွေကျွန်တော်ပြောချင်တာကကိုလှုပ်ချက်တရားရှိရလှုပ်ပါပြိတ္တကြိုက်ပါမလားငါတော့ဟိုနိုင်ငံကျော်ကြီးကငါ့ကိုဆဲမြန်နေမလားစိုးမြန်နေမလားဟိုဝါရင်တပိုင်းရင်ငါအပြစ်ပြောနေမလားအဲ့ဒါတွေခေါင်းထဲမထည့်နဲ့ကိုလှုပ်ချက်တရားရှိရလှုပ်နော်ဖန်တီးတရားရှိရဖန်တီးစိုးတရားရှိရစိုးနော်လှုပ်ပြီးဟေးဆိုအပြတ်တာကဲခစ်ကိုကလေကျွန်တော်တို့အခုတချင်းဆိုတယ်နေဒီမှာရွာဒီမှာတချင်းသွားဆိုတယ်မြန်မာသံကိုကျွန်တော်တို့လည်းခရီးစီပါမြန်မာသံတမအစစ်စစ်ကြီးပါ ဘာလို့ဒီ line ကြောင်းလိုက်တာလဲဆိုတော့ငတ်တဲ့ထံကိုလည်းမခံနိုင်တော့ဘူးလေဆယ်သူနှစ်ကြီးမြမဆန်အစ်စ်ကြီးတွေထိမ့်သိမ့်လာခဲ့တာလေ MLA တိုက်ပုံကြီးတကားကားနဲ့အိန္ဒိယကြီးနဲ့နေပြီးဆိုခဲ့တာလေစူကြီးတောင်မကြောက်နေရတောင်မရခဲ့ဘူးစက်ကော့လက်ကော့နဲ့လေဆက်ဆလူစိန်ဓာဘူးပိန်လှုပ်လိုက်မှပဲနေရရတော့တယ်အဲ့ကြတော့သူ့ရက်နဲ့သူ့ဇက်ကတော့လိုက်တယ်ကိုကိုကိုမေးပါလို့အောင်မြင်ချင်တာလားကြော်ကြားချင်တာလားအလုပ်ဖြစ်ချင်တာလားထမင်းမငတ်ချင်တာလားတွေးလိုက်သိကြတာတော့ထမင်းငတ်လို့ချင်ဘယ်သူမှမခံနိုင်ဘူးစီဝါရေးလည်းရှိသေးအမှုပညာတော့အမှုပညာပဲလေ နော်အဲ့တော့စီးပွားရေးလည်းစင်ပြေမှဖြစ်တယ်အဲ့ကြတော့ပိဋကဘာကြိုက်လဲပိဋကအချင်းကြိုက်အချင်းကျွေးလိုက်အချိုကြိုက်အချိုကျွေးလိုက်ဟုတ်တယ်မို့လားပလိန်နာတွေထဲ့မနေနဲ့ခေါင်းနဲ့မထဲ့နဲ့ဥပိ္ခာပါရမီပြုလိုက်ဒါကျေးဇူးရှင်တွေလှေကားတွေအဲ့ဒါတွေကိုနင်းတက်ချအားပေးတယ်နော်တက်သစ္စာတွေအကူကြီးလိုရင်လည်းပြောအကိုကိုတချင်းလိုရင်လည်းပြောရေးပေးမယ်အဲ့စက်ကော့လက်ကော့တွေရောခစ်ဘောနော်တချင်းတွေရောကျွန်တော်ကိုယ်တိုင်လည်းရေးထားသေးတယ်နောက်တစ်ပုတ်လာအောင်မှာပိဋကကြီးကိုမျက်လုံးနေနှက်အောင်လာမှာတချင်းနာမည်ကဆရာကြီးလိုလိုမသားကြီးလိုလိုတဲ့အဲ့တချင်းလာအောင်မှာ 啊，周亚他了。